ခုတခါအပတ်စဉ်တောက်ကြနေတိုင်းထုံးလွှင့်နေတဲ့မမတ်တတစကားများအစီအစဉ်ကိုတင်ဆက်ပါပါမြမရေးနဲ့ပတ်သက်လို့တပတ်အတွင်းဖြစ်ပေါ်ခဲ့တာတွေကတချို့ကို RFA ဖွဲ့သားကိုကျော်မင်းထွန်းကစူးစီးတင်ပြပေးမှာပါရှင်မင်္ဂလာပါခင်ဗျာအခုတပတ်မမတ်တတအစီအစဉ်ရကြိုဆိုပါတယ်ဒီတပတ်မှာပြည်တော်လက်နက်ကင်စစ်ပွဲတွေစစ်အနိဋ္ဌာယုံနေနဲ့ပတ်သက်လို့မှတ်သားစရာကောင်းတဲ့စကားတစ်ခုနဲ့စကြင်ပါတယ်ခင်ဗျာမေလ၈ရက်အင်္ဂါနေ့ကရွှေမင်းသားဖောင်ဒေးရှင်းနှစ်ပတ်လည်အခမ်းအနားမှာ မြေမြုံပိုင်းထိလို့မတန်မစွမ်းဖြစ်ကြရတယ်ဆိုတာဟာအဲ့ဒီတိုင်းပြည်ရဲ့မတန်မစွမ်းဖြစ်နေတာကိုပြနေတာပဲဖြစ်တယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။နိုင်ငံရဲ့ဒီလူငယ်ရည်ပြတ်ကြတာနဲ့ဆက်နေတယ်။အဲ့ဒါကြောင့်မလို့ဒီဟာဟာမြေမြုံပိုင်းထိလို့မတန်စွမ်းသူများဆိုတာဟာကျမတို့နိုင်ငံရဲ့တကယ်မတန်စွမ်းတဲ့တစ်ခု ိုင်းတဲ့ဆရာရှိတယ်။ဒီလိုဒီမျိုးဘိုင်းတိကိုမတားမတဲ့လူတွေကစာဆွမ်းတာပါ။ရေမျိုးဘိုင်းကိုပြုတ်တဲ့လူတွေကစာဆွမ်းတာပါ။ရေမျိုးဘိုင်းကိုပြတ်ရမယ်အခြေအနေကိုပြောက်ွယ်သွားအောင်မလုပ်နိုင်ရင်ကျမတို့အားလုံးကစာဆွမ်းတာပါဆိုတော့ကျမတို့အားလုံးဒီကဲဒီနေ့ကနေက စံဒီတောင်ပိုင်းပင်တရမြို့မှာငင်းချိုင်းရင်းနဲ့ပွင့်လင်းလွတ်လပ်တဲ့လူဖွဲ့စည်းပေါ်ဆောင်ရေးလှုပ်ရှားနေတဲ့88မျိုးဆက်အကြောင်းသားတွေဟာဒေသခံတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့ဟောပြောပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီဟောပြောပွဲမှာမြို့ကန်တပ်မတော်အရာရှိဟောင်းတူကမကြောက်တရားဟောပြောခဲ့တာကိုတွေ့ရပါတယ်။အရင်တော့ကတော့ကျွန်တော်တို့ချုပ်ချယ်မှုတွေဆိုဒီနေ့ဒီချိန်မှာလည်းကျွန်တော်တို့အခွင့်အရေးတွေအပြည့်ရပြီလားဆိုတာကိုပြရပါမယ်။အရင်ကစားကျွန်တော်ဟောပြောမှုစီလုံးပြေကျော်ရလာတဲ့ဆိုဖြစ်ပါတယ်။ ်တတိရှိရှိရဲရဲဝင်အောင်ဒီလိုခန္ဓာမှာများများပြများများဆွေးနွေးမှာအပြည့်အဝလက်ရှိကိုကျွန်တော်ပြောပါမယ်ကျွန်တော်တို့ရှိဆက်ပါတဲ့လားဒီအများကြီးရှိပါသေးတယ်ဒီချိန်မှာကြောက်နေမယ်ကြွနေမယ်ဆိုတော့ဘာမှလုပ်လို့မရဘူးအဲကြောက်စိတ်ကြီးတော့ပွားပြားသွားအဓိကလူလူရှိတရားလုံးဝတော့အသိစိတ်အသိစိတ်နဲ့လှူရှားတော့အကြီးကြီးရဲ့ဒီကိုပြောပြလိုက်ပါညနေခင်းမှာအစိုးရအသစ်တက်လာပြီးတဲ့နောက်ပိုင်းနိုင်ငံရေးလှုပ်ရှားမှုနဲ့လူခွေရေးလှုပ်ရှားမှုတွေတိတိတသာများပြားလာပါတယ် တနင်္ဂနွေနေ့ကလယ်သူမကြီးတူပြောခဲ့တဲ့စကားကိုပြန်ပြီးတော့ဖောက်သည်ချခြင်းပါတယ်ခင်ဗျာအခုရောကျဘာလို့လောက်စားဒီလဲလောက်ပါသမီးစားရတယ်ဘောကအခုလဲကိုဥက္ကိဆွေတဲ့လောက်ချမ်းသာဒီလောက်တိုက်ပြန်ကျမတို့လဲလုံနေတာပါလေလုံနေပါလေခင်ဗျာလုံနေပါလေကျမတို့လဲဟိုနော်အခုခဏနေဟိုရတာဟိုင်းဒီကတာဘာမလို့အခုကျမတို့ကစီရကြီးကြီးကျမရောကျဆိုအသက်60ဘယ်လိုလုံးကစီထောက်ရမလဲအခုက มีจะมาดูขนาดเนี่ยทางชาไหมขนาดเนี่ยโหเลิกไปดีเล่าไปสุดได้ยังไงจะมาดูจะมาดูจะมาดูเลสเลกะจะมาเหนียวตาหนาแม่เนี่ยคนนี้จะมาทองเนี่ยหนาแม่เนี่ยคนนี้จะมาดูดนทิ้เล่ามาจะมาโดนทำมิสัยอะไรตรงนี้เลยเจ๊เด็กพ่อแม่จะมาเหนียวตาพ่อแม่จะมาพ่อแม่เสียดีนะคะเราจะมาเลิกมาไหมอันจริงจริงนั่นเนี่ยเพื่อนเราเลยมาหกตุ้ยอดในงานโน้ตไต้แม่สุดเราจะมาเรเพื่อนเราอยากกูโอเคสวยกองมันดีกว่าแรงอยู่ได้สุดเราตัวไต้ในทาง ားရရောင်စားတယ်ကျမတို့လဲလဲသမားတွေကျမတို့တကယ်အစ်စ်ကချွဲနဲ့သွင်းနဲ့လီးရင်မတော့ဒီလေကိုကျမတို့မရှိတာလွတ်နဲ့ဆူဆောင်းတော့ तू ကယူမယ်ဆိုတော့တာတို့သက်ကြည့်ပါအောင်ကဲပေးပါအောင်တာတို့ရဲ့လောက်ခလာစာတိုးရရှိရေးနဲ့လုပ်ငန်းခွင်ကောင်းမွန်လုံခြုံရေးအတွက်ရန်ကုန်လှိုင်းသားရဆက်မှုဆောင်လေးက high mo high up သဘင်တုထုတ်လုပ်တဲ့ကုမ္ပဏီကဝန်ထမ်းအလုပ်သမားထောင်ကျော်ဟာအလုပ်မစင်းမဲ့ဆန္ဒပြခဲ့ကြပါတယ်ဆန္ဒပြတဲ့အကြောင်းရင်းကိုအလုပ်သမားခေါင်းဆောင်တူပြောခဲ့တဲ့ဇာတ်ကားကမှတ်သားဖို့ကောင်းပါလေခင်ဗျာ origin အကုန်လုံးပေါ့နော်အကုန်လုံးပေါင်းတာမှာညီမရဲ့လစာ၄000ကျော်ပဲရတယ်၄000ကျော်၄000ကျော်လူတိုင်း၄000နဲ့တစ်ထောင်နဲ့ထောင်ပဲရတယ်ညီမတို့စက်ရုံကဘာပစ္စည်းတွေထုတ်တာစပင်တုစက်ရုံစပင်ခေါင်းစပင်အတုတွေထုတ်တာပေါ့နော်စပင်အတုတွေထုတ်တာထုတ်တာ high mode design နဲ့ထုတ်တာဆိုညီမတို့ကခန်းစားချက်တွေမရတော့ခန်းစားတာတွေလည်းများလာပြီဒီခန်းစားဆက်မှုစုံ၄ထဲမှာစုံစုံလဲကြည့်လိုက်နော်ဒီအဖေးနဲ့ခံရအောင်ဒီလစာအနည်းဆုံးကညီမတို့စက်ရုံလိုဖြစ်နေတယ်ချားစက်ရုံတွေလည်းရှင်းကြည့်ပါပြီးတော့ညီမ ဆိုအရန်အနေများတယ်အရန်အနေများတယ်နောက်ဆုံးဆိုလို့ရှိရင်ဒီကလူတွေအားလုံးရှင်းရှင်းလင်းပြောရင်လူမျိုးတော်တုံးစီတဲ့အချိန်ကျမတို့ရဲ့စေးတွေကအဲ့လောက်ထိအန်တန်များတယ်ဒါပေမဲ့ကျမတို့ကနှာခေါင်းစည်းလည်းမရှိဘူးလက်ရည်လည်းမရှိဘူးဒီပုံစံတိုင်းပဲတော့ရတယ်အခုတစ်ပတ်မမသားသားစကားများအစီအစဉ်ကတော့ဒီလောက်ပါပဲခင်ဗျာကြည့်စုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်